ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်။ဆနီတူဟာမင်းရာဒီမှာရှိနေတယ်။ယာဟုကတော့ကုန်ရာဒီမှာရှိနေပြီးတော့ဂျာသပတိချူပေါ့နော်။ဂျာသပတိချူကဇွန်လ9ရက်နေ့ကနေပြီးတော့နော်အမ်ဇူလိုင်လ9ရက်နေ့အတွင်းမှာကောဆာဂျာသပတိချူဟာနော်သူကအမြန်နှုံးနဲ့သွားမယ်ပေါ့နော်အမြန်နှုံးနဲ့သွားတဲ့အတွက်ပြောမယ်ဆိုလို့ရှင်တော့ဒါသိတ်မကောင်းတဲ့အခြေအနေမှာရှိပါတယ်နော်အဲ့တော့ ဟိုဗီရင်အရာဗီရင်လို့ပြောနေတယ်ဆိုရင်ဒါနားလေဘူးခက်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကဒီကာလတွေမှာလေတဘာဝဘေးကိုဂယူဆိုင်ဖို့နော်မိုးသေးတာတွေနော်မိုးတွေပုံများလာတာတွေရေကြီးတာတွေရေရှမ်းတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်ပြီးတော့ကျမတို့ဒီ အစားတောက်ကုန်ဈေးတက်တာတို့စီဈေးတက်တာတို့ဈေးဝါဈေးတက်တာတို့เนาะ73စီတွေဈေးတက်တာနောက်စီထွက်တိနှံနေဈေးတက်တာပေါ့เนาะဒါမျိုးတွေလေကြုံရနိုင်ပါတယ်เนาะအဲဒါတွေကမပြောလို့မဖြစ်လို့ဒါကျွန်မပြောရတာပါဘာကြောင့်လဲဆိုတော့ကျွန်မလည်းဟိုရာသီဥတုတွေเนาะဖောက်ပြန်တာတွေเนาะရာသီဥတုကြောင့်လူတွေထိခိုက်ပျက်စီးတာတွေ နော်နောက်ပြီးတော့ဟိုပြောမယ်ဆိုရင်သဘာဝဘေးပေါ့နော်မိုးတွေပြင်းထန်တာတွေအဲ့လိုပဲစစ်ဘေးရလဲဒါဟိုကြုံရမဲ့ကာလဖြစ်နေတယ်ပေါ့နော်အဲ့လိုတွေဖြစ်နေတဲ့အတွက်လူတွေလူအများစုမှာနော်နှလုံးစိတ်ဝမ်းမအေးချမ်းနိုင်တဲ့ကာလဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီလိုကာလတွေမှာကျမတို့ကဘလူမျိုးကိုကိုကိုစင်ချင်းနှလုံးသွင်းပြီးတော့နေသင့်တာလေဆိုတာကိုလည်းကျမပြောပါမယ် အဲဂျူလာရှိရနေရကျမတို့တင်းငွေနေနေဖြစ်ပါတယ်တင်းငွေနေနေဖြစ်ပြီးတော့နော်ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံမကရုပ်နဲ့နော်နေ့လေ2နာရီနဲ့90အလုံးမှာတော့နေချမ်းပါတယ်နော်လူတွေကိုထိခိုက်ပေဆုံးစေတဲ့ဥပကရုပ်ရထားတဲ့နေဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ရှိရနေတင်းငွေနေနေဟာ နေချမ်းပါတယ်နော်အဲ့လိုနေချမ်းတဲ့အတွက်ကျမတို့ဂယူးဆိုင်ပြီးတော့နေထိုင်ရမယ်နေဖြစ်ပါတယ်ရှောင်းရင်အမှောင်ကာလကတော့နော်နေ2နာရီ90ကနေပြီးတော့ည12နာရီအတွင်းထိအချိန်ကာလကအမှောင်ကာလဖြစ်ပါတယ်နော်အဲ့လိုနေ့ဒီမှာတနင်္ဂနွေလိုနေ့ဒီမှာတော့နော်ဂယူးဒီဇိုင်းနဲ့သွာလာနေထိုင်ကြပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်နော် ကံပွင့်စီတဲ့အရောင်ကတော့အဖြူရောင်သို့မဟုတ်အပြာရောင်ပဲဖြစ်ပါတယ်နော်လက်ပွင့်ကံကောင်းစီတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါလေအဲ့ဒီမှာပူဇော်ရမယ်ဂါရာကတော့ဂုံတော်ကွန်ချာကိုးကောင်းနဲ့သံပုတ်တွေကိုပတိတပတ်ပူဇော်ပါဆုံးအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကတ်ပါလို့ကျမကမြတ်တာနဲ့ကြိုက်တွန်းပြစီဂျုံလ9ရက်နေ့ ဇူလ9ရက်နေ့ကကြတော့တနင်္လာနေ့ကြပါလေကြီးပွားတိုးတက်စေတဲ့မိတာရုပ်နဲ့เนาะညနေ9နာရီမိနစ်20အလွန်မှာတော့ဖုံးကန်ကြီးစေတဲ့မာနတရုပ်ရထားတဲ့နေ့ဖြစ်ပါလေဇူလ9ရက်နေ့တနင်္လာနေ့ဟာမိကောင်းပါတယ်เนาะနေ့ကောင်းတဲ့အတွက်ကိုယ်မင်္ဂလာ ယူပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စမျိုးတွေကိုလှုပ်ဆောင်ဖို့အတွက်သင်လျော်တွေမြည်ဖြစ်ပါတယ်เนาะအဲ့လိုနေမှာဆိုလို့ရှိရင်တော့ငွေကြေးဆိုင်ရာကိစ္စတွေကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလုပ်ပါလို့ကျွန်မမိတာနဲ့တိုက်တွန်းပါတယ်အမောင်ကာလာကတော့မနက်9နာရီ30ကနေပြီးတော့မနက်9နာရီအတွင်းမှာတော့အချိန်ခါမကောင်းပါဘူးအဲ့ဒီကာလာကိုရှောင်ပြီးတော့လှုပ်ဆောင်နိုင်ပါတယ်เนาะကံပွင့်လက်ပွင့်စီရဲ့အရာကတော့ ခိုးပြာရောင်ဖြစ်ပါတယ်เนาะခိုးပြာရောင်မိုးပြာရောင်အပြာရောင်မိကိုးရောင်ကံပွင့်လက်ပွင့်စီတဲ့အရာမှာအရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်เนาะအရှိအရက်ဖြစ်ပါတယ်အနောက်အရှိအရက်เนาะကျမတို့အဲအရက်မျက်နှာအနေနဲ့ဆိုရင်အရှိအရက်ပေါ့เนาะအာတခုခုဆူတောင်းခြင်းနဲ့ဆိုရင်တော့အနောက်ဘက်မှာရက်ပြီးတော့အရှိဘက်ကိုမျက်နှာမူပြီးတော့ဆူတောင်းတာမျိုးကိုလုပ်နိုင်ပါတယ်ပေါ့နော်လှူဒန်းရမယ့် နော်အခါရလှူဒန်းမယ်ဆိုလို့ရှိရင်တော့ဩစာညွန့်ကိုလှူဒန်းလို့ရပါတယ်ဩစာညွန့်လှူဒန်းမှုခက်ခဲတယ်ဆိုလို့ရှိရင်တော့အုံးစီကိုလှူဒန်းပါနော်ဖေရမှာအုံးစီလှူဒန်းပါပြီးတော့ကျမတို့ကိုရွတ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်9ပါးနဲ့မြတ်တာသုံးကိုးကောက်ဖြစ်ပါတယ်ဂုံတော်9ပါးကိုပတိတပတ်ပူဇော်ပါမယ်မြတ်တာသုံးကိုကိုတော့ကိုးကောက်ပူဇော်ပါမယ် ဇူလ10ရက်နေ့ပေါ့နော်ဇူလ10ရက်နေ့ကတော့အဲပြောမယ်ဆိုလို့ရှင်တော့အခါနည်းနည်းကျမ်းပါလေနော်အခါမကောင်းဘူးပေါ့နော်အဲ့လိုပြောရမှာပေါ့နော်အဲဝစီယယုတ်နဲ့ည9:38မိနစ်အလွန်မှာတော့ဟုကရယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်ဝစီယယုတ်ကကြတော့ဆုံရှုံစီတဲ့ယုတ်ဖြစ်ပါတယ်နော်မူကာယယုတ်ကတော့ လောကဒဏ်ကိုခံလောကဒဏ်ကိုရင်ဆိုင်ရတဲ့ယုတ်မျိုးဖြစ်ပါတယ်เนาะအဲ့လိုယုတ်မျိုးဖြစ်တဲ့အတွက်ကျမတို့လှုပ်ဆောင်ရမယ့်ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့เนาะဂရုတစိုက်နဲ့လှုပ်ဆောင်ရမယ်နေ့ဖြစ်ပါတယ်အမောင်ကာလကတော့မနက်2နာရီမနက်3ည3ည9နာရီကနေမနက်2နာရီအတွင်းနဲ့ညနေ3နာရီကနေ ညနေ၄နာရီ30အတွင်းည9နာရီ38မိနစ်ကနေည9နာရီ38မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးเนาะအဲ့ဒီကာလကိုတော့ရှောင်ပြီးတော့ view site တင်ပါတယ်။ကံပွင့်လက်ပွင့်စီတဲ့အရာကတော့ပန်းရောင်ဖြစ်ပါတယ်။နောက်ပန်းဖြော့ရောင်ပေါ့เนาะအဖြူရောင်ပါတော့ပန်းရောင်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်။ ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့မေတ္တာသုံးခန္ဓာသုံးပုပ္ပနာသုံးတို့ကိုရွတ်ပွားပူဇော်ပေးပါလှူဒန်းမယ်နော်အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်နော်နဝင်းစုံကတ်လှူနိုင်ပါတယ်ဂျူလာ17ရက်နေ့ဂျူလာ17ရက်နေ့ကတော့ပစ္စည်းဥစ္စာတွေထိခိုက်ဆုံးရှုံးစေတဲ့တဲ့ဒွာချရုပ်နဲ့ဖုံးကန်ကြီးမားစေတဲ့တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်အဆို ရောထွေးနေတဲ့အနေဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့၃ည၃ည나이ရနေမနက်၂나이အတွင်းအမောင်ကာလဖြစ်နေပြီးတော့နေ့၁၂나이ရနေနေ့၁나이30မိနစ်အတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်။အဲ့ဒီကာလတွေကိုတော့ရှောင်းမှာကံပွင့်လက်ပွင့်စီအရောင်ကတော့အပြာရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်။ ရုပ်ပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုပူဇော်ပေးပါလှူဒန်းရမယ်အခါရဆုံးကတ်လူမယ်ဆိုလို့ရှိရင်တော့အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့ကျမတို့လာမုံကိုလှူဒန်းလို့ရပါတယ်เนาะဟာလာမုံမရှိဘူးဆိုလို့ရှိရင်တော့ကျမကတော့စံပြုတ်เนาะစံပြုတ်ဆုံး လူတန်းမှာလို့ကျမကတိုက်တွန်းပါတယ်เนาะလာမုံရှိရင်เนาะလာမုံလူတန်းလို့ရပါတယ်လာမုံမရှိဘူးအစင်မပြေဘူးဆိုရင်စံပြုတ်ကိုတကြားဖြူပြီးတော့လူတန်းမှာပေါ့เนาะဂျုံလ12ရက်နေ့ဂျုံလ12ရက်နေ့ကတော့စင်းရဲဒုက္ခတွေကိုဖြစ်စေတဲ့ဒူမယုံနဲ့ဖုံးကန်ကြီးမားစေတဲ့ဒါတာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ် ရှောင်းရင်အမောင်ကာလာကတော့မနက်အဲ3ည3နာရီရနေပြီးတော့မနက်7နာရီနဲ့24မိနစ်အတွင်းဟာအမောင်ကာလာဖြစ်ပါတယ်ဒါအပြင်နေ့7နာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းကလည်းအမောင်ကာလဖြစ်ပါတယ်အဲ့ဒီအချိန်ကိုရှောင်ပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်လို့တော့ရပါတယ်ဒါပေမဲ့အခက်အခဲတွေကတော့ တွေ့ကြုံနိုင်ပါတယ်အဲ့တော့အတွေ့ကြုံရမယ့်အခက်အခဲတွေကိုကြော်လွားအောင်မြင်စေဖို့အတွက်ဆိုလို့ရှိရင်เนาะ جماعه ကဂုံတော်ကွန်ချာကိုကိုကပူဇော်ဖို့ جماعه ကမေတ္တာနဲ့တိုက်တွန်းပါတယ်လက်ပွင့်ကံပွင့်စေတဲ့အရာကတော့အဝါရောင်နတ်သားရောင်ပဲဖြစ်ပါတယ်လက်ပွင့်ကံပွင့်စေတဲ့အရက်မျက်နာကတော့အရှိတောင်ရက်ဖြစ်ပါတယ်ဂုံတော်ကွန်ချာကိုတော့ကိုကပူဇော်ပြီးတော့เนาะ အဲဂုံတော်ကွန်ချာကိုကပူဇော်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့ဒါကိုကြုံရတဲ့ကြုံနိုင်တဲ့အခက်အခဲတွေကိုကျော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ပါနော်လှူဒန်းပူလှူဒန်းရမယ်အခါရလှူဒန်းရမယ်ဆုံးကတော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်ဂျူလ23ရက်နေ့ကတော့ကြီးပွားတိုးတက်စေတတ်တဲ့ဝေပုမာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်တောက်ကြနေ့ပါနေ့အင်မတန်တောင်းပါတယ် အမောင်ကာလကတော့မနက်10:30ကနေပြီးတော့နေ့12:00အတွင်းအချိန်ခါမကောင်းပါဘူးအဲ့ဒီကာလပဲအမောင်ကာလဖြစ်ပါတယ်တစ်နေ့လုံးအခါကောင်းပါတယ်เนาะအဲ့လိုအခါကောင်းတဲ့နေ့တွေမှာကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်လို့ရပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်အရက်နှစ်နာအရက်အနေနဲ့ဆိုလို့ရှင်တော့တောင်းရက်ပါ ပူဇော်ရမယ့်ခါတာကတော့မေတ္တာသုံးခန္ဓာသုံးနဲ့เนาะမေတ္တာသုံးခန္ဓာသုံးကိုပူဇော်ပါဂုံတော်ကွန်ချာကိုလည်းပူဇော်မယ်ဆိုလို့ရှိရင်เนาะကိုလှုပ်ဆောင်မယ့်ကိစ္စမှန်သမျှအောင်မြင်ပါလိမ့်မယ်အခါရစွန့်ကပ်မယ်ဆိုလို့ရှိရင်เนาะ노트မင်းကတ်လို့ရပါတယ်เนาะ노ဆန်ပြုတ်ကတ်လို့ရပါတယ် ဂျွန်လ14ရက်နေ့ဂျွန်လ14ရက်နေ့ရတော့เนาะကျမတို့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကရုပ်နဲ့အလွန်ပင်ပန်းခက်ခဲဆင်းရဲစေတဲ့ရက်ခါတရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အဲအကောင်အဆိုးရောနေတယ်ပေါ့เนาะဒါပေမဲ့လည်းအဲအမောင်ကာလာကမနဲ့ ၃ည၃ည၌ရနေပြီးတော့ည၁၂နာရီအတွင်းတနေ့တာလုံးအမှောင်ကာလဖြစ်ပါတယ်။အချိန်ခါမကောင်းဘူးလို့ပြောလို့ရပါတယ်။စနေနေ့ဖြစ်တဲ့အချိန်ခါမကောင်းဘူးနေ့ကျန်းနေလို့ဆိုနိုင်ပါတယ်။ကံပွင့်လက်ပွင့်စီတဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့တန်ပုတ်တီနဲ့တန်ပုတ်တီခါတာကိုရွပွားပူဇော်ရပါမယ်။ ယတနာတုံနဲ့ပုပ်ပနာတုံကိုရုပ်ပွားပူဇော်ပါလို့မေတ္တာနဲ့တိုက်တွန်းပါတယ်။လှူဒန်းရမယ်။အခါရလှူဒန်းမယ်ဆိုလို့ရှိရင်တော့အခါရကိုကလှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်လှူဒန်းနိုင်ပါတယ်။ဂျူလ15ရက်နေ့ဂျူလ15ရက်နေ့မှာတော့ချင်းမြောက်စားခြင်းခံရတတ်တဲ့အမတယုတ်နဲ့ အတတ်ပညာတွေကိုစုပ်ယုပ်စေတတ်တဲ့ဂဒါရုပ်ရထားတဲ့ဤဖြစ်ပါတယ်။ရှောင်းရဲ့အမောင်ကာလာကတော့မနက်3ည3ည9နာရီကနေမနက်3နာရီနဲ့36မိနစ်အတွင်းအချိန်ခါမကောင်းပါဘူး။နေ့တနာရီကနေည12နာရီအတွင်းအချိန်ခါမကောင်းပါဘူးရှင်။အဲ့တော့တနင်္ဂနွေနေ့ဟာလေလာမယ့်တနင်္ဂနွေနေ့ဟာလေခက်ခဲကြမ်းတမ်းတဲ့နေ့တွေမှာ ပါဝင်ပါတယ်။ ကံပွင့်လက်ပွင့်စေတဲ့အရာကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့တောင်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ်။ဂါရာကတော့ဂုံတော်ကွန်ချာရဲ့ဘောဆင်တုတ်ရဲ့ပုပ္ပနာတုတ်ရဲ့ကိုရွတ်ပွားပူဇော်ပါ။လှူဒန်းရမယ်။အခါရဆွန့်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆွန့်နဲ့လက်ဖက်ကိုတွဲပြီးတော့လှူဒန်းပါလို့ကျွန်မက မေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဒီကာလတွေမှာနေကောင်းနေကိုကျမတို့ရှိသလိုပဲเนาะဂယုဆိုင်ရမယ်နေတွေမှာလည်းဂယုဆိုင်เสียရှိတာတွေကိုတော့ဂယုဆိုင်ပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါစေအခုချိန်ကနေစပြီးတော့ကျမတို့လူတိုင်းအတွက်เนาะပြုနိုင်တဲ့ရည်ရာတွေကိုကျမပြောပါမယ်เนาะတစ်နှစ်တစ်နှစ်လူတွေမှာကျမတို့เนาะလူတိုင်းလူတိုင်းမှာကိုယ့်ရဲ့ဖုံးကံကိုကံကို တင်လို့ရတဲ့ရည်ရည်အားဆိုတာလူတိုင်းမှာရှိပါတယ်เนาะအဲ့တော့ကျမကအဲ့ဒါကိုနည်းနည်းလောက်ပြောပြစီเนาะအဲကျမကပြောချင်တာကတော့ဘလို့ကိစ္စမျိုးမဆိုပေါ့เนาะကိုကဘေးအန္တရာယ်ကင်းကင်းနဲ့အလုတ်လုတ်ကင်ခြင်းနဲ့เนาะဘေးအန္တရာယ်ကင်းကင်းနဲ့အလုတ်လုတ်ကင်ခြင်းနဲ့ဘေးအန္တရာယ်ကင်းကင်းနဲ့သွာလာလှုပ်ရှားခြင်းနဲ့ဘေးအန္တရာယ်ကင်းကင်းနဲ့အိမ်မှာနေထိုင်ခြင်းနဲ့ဆိုရင် နော်ဒီဟာဒီအခအရာပေါ့နော်ဒီဂျူလာနော်ဂျူလာ၈ရက်နေ့ရနေပြီးတော့နော်ကျမတို့ဒါဂျူလာတစ်လလုံးမှာလှုပ်တဲ့ရည်ရာပေါ့နော်လှုပ်တဲ့ရည်ရာဘေးအန္တရာယ်ကင်းမှုဒါကျမကတော့မြန်မာနိုင်ငံကိုအဓိကထားပြီးတော့ကျမပြောတာပေါ့ဒါပေမဲ့လည်းအခြားနိုင်ငံတွေမှာလည်းဘေးအန္တရာယ်ကင်းမှုအတွက်နော်ပြုစစ်တဲ့ကာလဖြစ်ပါတယ်နော်အဲ့တော့ဘသူမဆိုးပြုလုပ်နိုင်တဲ့ ရရာကိုကျွန်မပြောပါမယ်။ဘေးအန္တရာယ်ကင်းချင်တယ်ဆိုရင်မနက်စောစောနော်မနက်အရာကထတာနဲ့နော်ဗုဒ္ဓဘာသာတွေကတော့တတနကုံကိုပတိတပတ်စိတ်ပါမနက်မိုးလင်းတာနဲ့အဟုတ်ပြီအဲ့တော့ဆိုမိုးလင်းတာနဲ့တော့တတနကုံကိုကိုးခေါက်အရင်ပူဇော်ပါနော်ကိုကပူဇော်မယ်မိုးလင်းနာနဲ့ဗုဒ္ဓံသဏ္ဍန်ကိသာမိဓမ္မံသဏ္ဍန်ကိသာမိတန်ခံသဏ္ဍန်ကိသာမိကိုကပူဇော်ပါပြီးရင်အဲ့ဒီနေ့အဖို့ ကိုလှုပ်เสียရှိတဲ့အလုပ်နော်ရှိတယ်သွားเสียရှိတယ်လာเสียရှိတယ်လှုပ်เสียရှိတယ်ဆိုရင်တဏ္ဍကုံကိုပတိတပတ်နော်ဖះမှာတောက်တော်ကြီးလှူမယ်အလင်းနိုင်လေးပူဇော်မယ်ပြီးရင်ပတိတပတ်ဖြစ်အောင်စိတ်သွားပါဒါဗုဒ္ဓဘာသာတွေအတွက်ပါเนาะအခြားဘာသာတွေကမလုပ်ရမလဲဆိုရင်မိုးလင်းတာနဲ့เนาะဖះကိုယ့်နဲ့သက်ဆိုင်တဲ့ဖះနဲ့ ဖះထံမှာဆုတောင်းမှာနော်ကိုနဲ့သက်ဆိုင်တဲ့ဖះထံမှာဤနေ့ဖို့နော်ပြုလို့သမျှကိစ္စတိုင်းမှာဘေကင်းဟိအောင်မြင်ပြစေဆိုတဲ့ဟာမျိုးကိုဆုတောင်းမှာအဲ့တော့ချစ်တော်သူများအားလုံးပဲကျမ်းမာကြပါစေ